ကျွန်တော်အားကစားကတော့ကျွန်တော်ဒီဟွာပေါ့နော်ကိုလက်လှူရှာအားကစားတစ်ခုချက်ကိုအများကြီးပို့ပါတယ်ခွင့်ရရတယ်ကျွန်တော်ခံစားချက်တွေဒါရက်လုံးဝမတူဘူးပေါ့နော်နောက်ပြီးတူနဲ့တူကျွန်တော်ရှင်းပြန်ကစားရတဲ့ခါမှာကျွန်တော်ဒီရက်အာပြန်ပြန်ပွဲတစ်ခုချက်ပို့ရဲနော်ဟိုတရားထက်သန်မှုတွေနော်ရှင်းပြန်နိုင်ပန်းတွေကအရင်ကိုအရေးကြီးတယ်နောက်ပြီးလေ့ကျင့်ခန်း practice ပေါ့နော်ပေရှားလေးကိုလေ့ကျင့်ထားတဲ့သူနဲ့မလေ့ကျင့်မရတဲ့သူနဲ့ကလည်းအရင်ကွာချက်တွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ပေရှားလေး အဲကျွန်တော်အားလာမြန်လို့ရဆိုရင် training တေချာဆင်းပြီးတော့နော်ဆရာကြီးနဲ့တေချာတင်ပြီးကျွန်တော်တို့ဒီကိုယ့်ရဲ့သွားကျင်တဲ့ဘိုးတကူကိုရအောင်သွားဖို့ပြောကြလို့ပါရဗျ။အသက်ရွယ်တွေဟိုဟွာပေါ့နော်ကြမ်းကျင်မှုတွေကိုဘဏ္ဍာမထားဘဲနဲ့ queen ဟိုလာရင်ရအောင်သွားဖို့ကျွန်တော်တိုက်တွန်းလို့ပါရ။အဲကျွန်တော်တို့ကျွန်တော်တို့ကလပ်တွေနဲ့တွေ့တဲ့အခါမှာနော်ကစားကျင်နေတာပြောလိုက်ရင်ကျွန်တော်တို့အကုန်လုံးကကစားသမားအားလုံးကလည်းတွဲခေါ်ဖို့အသင့်တက်ပါပဲဗျ။ဟုတ် အဲဒီနေ့ကျွန်တော်ပြန်ပွဲလေးရတော့ကျွန်တော် Smash and Smile Badminton Club နဲ့ Infinity Badminton Club တို့ပူးပေါင်းပြီးတော့ဗောနော်ကျွန်တော်ဒီ Infinity Smash Friendship Cup လေးကိုကျွန်တော်ကျင်းပရခြင်းဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ကျွန်တော်ဒီပြန်ပွဲကျင်းပရတဲ့ UEFA လေးကတော့ကျွန်တော်ဒီကစားသမားတွေဗောနော်တူဦးနဲ့တူဦးအဲညကုံမြို့ထဲမှာရှိတဲ့ club ပေါင်းစုံအားလူတွေတူဦးနဲ့တူခင်းခင်းမင်းမင်းနဲ့နောက်ပိုင်းကြရင်ဗောနော်ကျွန်တော်ဒီပွဲကြီးပြီးသွားတဲ့အခါမှာဘယ်ဘယ်ကွင်းမှာပဲသွားဆော့သွားဆော့အကုန်လုံးနဲ့ ကစားလို့ရအောင်ပေါ့နော်ယူရပြီးတော့ကျွန်တော်တို့ဒီပွဲလေးသိသိရချင်းဖြစ်ပါတယ်ဗျ။အာကျွန်တော်တို့ဒီတိုင်းဒီပြိုင်ပွဲကျတော့လေရွေးစင်တွေတော့ပေါ်ထွန်းလာမျိုးတော့မရှိဘူးလေ။အဓိကကတော့ဒီမှာကျွန်တော်ကျွန်တော်ဟိုအလှပေါင်းဆောင်ပါပေါ့နော်။ဟိုလက်ရည်ကလပ်ပေါင်းဆောင်ကလူတွေလာဆော့တယ်။နောက်ပြီးရင်ကျွန်တော်အတန်းပေါင်းဆောင်ပေါ့။နောက်ကျွန်တော်ဒီမှာလူတတန်းမန်တပ်ပဲရှိတယ်။လူတတန်းဝါနာရှင်တန်းရှိတယ်။နောက်ပြီးရင်မစ္စတာပဲအဲမစ္စတာဘယ်ဝါနာရှင်တန်းရှိတယ်ကျွန်တော်တို့နောက်ပြီးတော့ဝမ်မတ်ဒဘယ်လို့တန်းရှိတယ်ဆိုသူ့ပေါင်း၄တန်း၄တန်းမှာပြန်ပွဲကျင်းပါလာပါတယ်ဟုတ် ကလပ်ကတော့ကျွန်တော်ဟိုနည်းနည်းပြင်းရပြင်တော့ကျွန်တော်30နဲ့20ကြားမှရှိရတာဟုတ်ကဲ့အခုကျွန်တော်တို့ဒီစက်တောင်အားသားဆိုရင်တော့ကျွန်တော်တို့လက်ရှိမှာဆိုရင်အရန်ဘုံဖြစ်နေပြီးတော့တော်တော်များများကလေးကလေးအားစားပေါ့နော်ကျွန်တော်တို့ဒီ10နှစ်အောက်ကလေးတွေကနေစပြီးတော့ကျွန်တော်တို့နှစ်ယောက်ပေါင်းအသက်160 80သမားကြီးအထိကိုကျွန်တော်တို့ဆော့နေတာလေတွေ့နေရတယ်တံပွဲတွေလည်းတောက်လျှောက်ကျွန်တော်တို့အများကြီးပေါ့နော်လက်ရှိအရှိမှာဆိုလည်းကျွန်တော်တို့ညမနိုင်ငံကျောင်းဖွဲ့ချုပ်ကဦးကြီးကျင်းပါသွားတဲ့ကျွန်တော်တို့ National ပြိုင်ပွဲကြီးလည်းမကြသေးခင်မှာပြီးသွားရပေါ့နော် အခုလိုမျိုးအဲ့လိုပွဲကြီးတွေမှာကျွန်တော်ဝင်ရောက်ရှင်ပြိုင်နိုင်တဲ့သူတွေလည်းရှိတယ်မရှင်ပြိုင်နိုင်တဲ့ကျွန်တော်တာမန်လက်ရည်တန်းကစားသမားတွေလည်းဒီလိုပွဲငယ်လေးတွေမှာဆက်ပြီးတော့အတွေ့အကြုံယူပြီးတော့ပေါ့နော်ကျွန်တော်ပြိုင်ပွဲကြီးတွေထိဝင်ရောက်ရှင်ပြိုင်နိုင်ဖို့အတွက်ကျွန်တော်ရည်ရွယ်ပြီးတော့ပြိုင်ပွဲကြီးကျင်းပခြင်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီအာဂသနီးယားဆိုရင်နော်ဟိုမြို့နယ်အနှံ့မှာနင်းနီးနားနားမှာကွင်းနေရှိနေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါအရင်လိုမျိုးဟိုလူစုအခက်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 တွေမရှိတော့ဘူးကွင်းတွေရှားတာခက်ခက်ခက်မရှိတော့ဘဲနဲ့ကျွန်တော်လွယ်လွယ်ပူပူကစားလို့ရတဲ့အာဂသဖြစ်နေပြီဖြစ်တဲ့အတွက် အဲအကုန်လုံး live ပါကစားကြဖို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်အဲကျွန်တော်အားကစားကတော့ကျွန်တော်ဒီဟွာပေါ့နော်ကိုလက်လူရှာအားကစားတစ်ခုချက်ကိုအများကြီးပို့ပါတယ်ကျွန်တော်ဒီ queen ထဲမှာရောက်လာပြီးဆိုတော့လည်းကျွန်တော်တို့ဒီဟိုကွင်းရဲ့ကွင်းမှာကွင်းရရတဲ့နော်ခံစားချက်တွေဒါရလုံးဝမတူဘူးပေါ့နော်နောက်ပြီးတအုပ်နဲ့တူကျွန်တော်ရှင်းပြန်ကစားရတဲ့ခါမှာကျွန်တော်ဒီရက်အာပြန်ပြန်ပွဲတစ်ခုတက်ပို့ရဲနော်ဟိုဖျားထက်တတ်မှုတွေနော်ရှင်းပြန်နိုင်ပန်းတွေကအရင်ဟိုအရေးကြီးရဲနောက်ပြီး legend ကပရက်တစ်ပေါ့နော်ပေရှားလေးကို လေ့ကျင့်ထားတဲ့သူနဲ့မလေ့ကျင့်မဲ့တဲ့သူတွေကလည်းအရန်ကွာချက်တွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့တေချာလေးအဲကျွန်တော်အားသာမြန်လို့ရဆိုရင် training တေချာဆင်းပြီးတော့เนาะဆရာကြီးနဲ့တေချာတင်ပြီးကျွန်တော်တို့ဒီကိုယ့်ရဲ့သွားကျင်တဲ့ဂိုးတစ်ခုကိုရအောင်သွားဖို့ပြောကြလို့ပါတယ်ဗျဟုတ်အဲ့တော့ကျွန်တော်တို့ငွေငွေရပြန်တော့တက်မလားဟိုကျွန်တော်ငွေငွေရဆိုလည်းဒီစက်တောင်ဆိုတာတိတ်ပြီးတော့ခုနလည်းမပြောတော့အမားတို့မပြောလို့ပဲစက်တောင်ကတိတ်ပြီးဘုံမဖြစ်သေးဘူးအဲ့ရှင်မှာဆိုကျွန်တော်တို့တက်မှာရက်ွက်ထဲမှာကျွန်တော်တို့ရက်ကတ်ကြီးဝယ်လိုက်တယ်အဲ့ရှင်မှာတစ်ခါကျွန်တော်တောင်ကပါပြီးတာကျွန်တော်အရန်ပြော်တာပေါ့နော်အဲခုနောက်ပိုင်းမှာဆိုတော့ဒီရက်ကတ်ကြီးကအစား အာရောကအကောင်နေဆိုင်နေရစာဒီဘက်မှာ brand brand ဆိုင်နေရစာလာပြီးတော့ဒီမှာဖွင့်လာပြီးတယ်ရန်ကုန်မှာဆိုလည်းအများကြီးတွေ့ရတယ်လေကူကူလည်းဝယ်လို့ရနေတာဖြစ်တဲ့အတွက်เนาะအရင်လည်းအများကြီးတော့ဟွာချသွားတာပါလေဟုတ်ကျွန်တော်ကတော့အစကတော့ကျွန်တော်ကဒါကိုလည်းလှူရှားအားသားနေတယ်ကျွန်တော်စတာပဲပေါ့နော်နောက်ပိုင်းကျတော့ဒါရန်အင်းရန်အင်းနဲ့ခုနမျိုးဟိုစက်တောင်တစ်ခုတက်ပူတဲ့အရာတွေ့ရတယ်ပြီးရင်တကယ်ချင်းနေနဲ့ပေါင်းပြီးတော့ဆော့ရတဲ့ခါမှာတော်တော်ကြီးကိုပျော်ပျော်ရွှင်ရွှင်ရတဲ့ခံစားချက်တွေရောနောက်ပြီးကျွန်တော်ဝိတ်လေးကြတယ်ပေါ့နော်ကျွန်တော်ကတော့ပိုက်အရန်ပူတာရန်အဲ့ဒါ အဲ့တော့ဆော့ရင်းနဲ့အခုတလိုက်တမ်းဆော့ပြပါပါဟုတ်အဲ့ကျွန်တော်တို့ queen ကြီးတွေလည်းလေကျွန်တော်တို့လူရင်းနဲ့ share လိုက်မယ်ဆိုရင်ဒါများတယ်မှာတော့မပါပါဘူးဗျာကျွန်တော်တို့တနင်္လာရိုက်မယ်ဆိုရင်တနင်္လာ၂နာရီလောက်ရိုက်မယ်ဆိုရင် queen ကြီးတွေကကျွန်တော်တို့ဒါအလွန်ဆုံးမှ2000 2000ကျော်လောက်ပဲရှိတာပေါ့နော်အဲ့ဒီအနေအထားတစ်ခုမှာကျွန်တော်တို့လူရင်းရှေ့အောင်နဲ့စားလိုက်ရင်ဒါအများကြီးမကြတော့ဘူးနောက်ပြီး call ပေါ့နော်ကျွန်တော်အဓိကတော့ကျွန်တော်တို့စက်တော်သမားတွေတို့ကဒီ call shuttle call တွေကတုံးရတဲ့ခါမှာကိုကြီးတွေတက်တာပေါ့နော်အဲ့ shuttle call စားကျွန်တော်တို့ကတကယ်လို့ ခုနကပြောလေဘတ်ဂျက် limitation ရှိရယ်ဆိုရင်တော့ကျွန်တော်တို့ကဒါ plastic pot တွေသုံးပြီးရိုက်မယ်ဆိုရင်ကျွန်တော်တို့ကပွဲတစ်ပွဲတစ်နေ့တစ်နေ့နှစ်နေ့လောက်ကစားဖို့ဆိုတာကုန်ကြစိတ်အရန်များတဲ့ပမာဏမဟုတ်တော့ဘူးကျွန်တော်တို့ငါးတောင်ပတ်ချာလဲခုနခံပတ်ချာလဲနေတော့ဒါကစားလို့ရနေချာလဲရှိပါတယ်ဗျဟုတ်အဲကျွန်တော်တို့နေနေရတော့ဒါကျွန်တော်တို့ကဒီကျွန်တော်စက်တောင်ကလပ်တစ်ခုထောင်နေပြင်ကျွန်တော်တို့ဒီ မြန်မာနိုင်ငံကျွန်တော်ဖွဲ့ချုပ်ကျွန်တော်စတင်ပြီးတော့ဗောနော်ကျွန်တော်တို့ခုနမျိုးအတိမပြုကလပ်တစ်ခုအနေနဲ့ကျွန်တော်ရှောက်လို့ရပါတယ်ရှောက်ပြီးပါရင်ကျွန်တော်အဖွဲ့မြန်မာနိုင်ငံကျွန်တော်ဖွဲ့ချုပ်ကချမှတ်ထားတဲ့ကျွန်တော်စီမီစီကလိုက်နာပြီးတော့ကျွန်တော်တို့လုံဆောင်မယ်ဆိုရင်ဒါကလပ်တစ်ခုကျွန်တော်ထောင်လို့ရရဗောနော်ဒါကျွန်တော်တို့ကလပ်အနေနဲ့ကတော့ဒါဟိုကျွန်တော်ဖွဲ့ချုပ်အနေနဲ့သွားပေါင်းပြီးတော့မွေးထုတ်ဖို့ကိစ္စကြီးပြီးတော့ကျွန်တော်တို့ကတော့မသွားထားဘူးကျွန်တော် social club အနေနဲ့ကျွန်တော်တို့သွားထားဖြစ်ပါတယ်ဗျာအဲကျွန်တော်တို့အခုဒါပထမဦးဆုံးပွဲကျွန်တော်တို့စပြီးစီစဉ်တာဗောနော်အဲနောက်ပြီးသွားရင်နောက်ပိုင်းကျရင်တော့ကျွန်တော်ကဒီထက် အကောင်းပုံနဲ့ပွဲတွေဒီတက်ပို့ပြီး well organize ဖြစ်မဲ့ပွဲမျိုးတွေကျွန်တော်စီစဉ်သွားဖို့လည်းကြာတာရှိပါတယ်ဗျဟုတ်ဟုတ်ကဲ့အဲကျွန်တော်တို့အခုအဲတက်တော့တက်တော့လောကဆိုတာအခုဘယ်ဘယ်နေရာပဲကြီးကြီးပေါ့နော်ကျွန်တော်တို့အမြဲတမ်း regularly ကင်ပြီးတော့သွားရတဲ့တွေကလည်းတော်တော်များများကိုမြင်တွေ့လာပြီးဖြစ်တယ်ကလေးရာအစနောက်ပြီးလူကြီးတွေဆုံးပေါ့နော်အသက်80လောက်ကြီးကလားနေတူလည်းရှိပါတယ်အဲ့တော့အသက်ရွယ်တွေဟိုဟွာပေါ့နော်ကြမ်းကျင်မှုတွေကိုဘဏ္ဍာမထားပဲနဲ့ကွင်းဟိုလာရင်ရအောင်သွားဖို့ကျွန်တော်တိုက်တွန်းလိုပါတယ် အဲကျွန်တော်တို့ကျွန်တော်တို့ကလပ်ဒီနဲ့တွေ့တဲ့အခါမှာเนาะကစားကျင်နေတာပြောလိုက်ရင်ကျွန်တော်အကုန်လုံးကကစားသမားအားလုံးကလည်းတွေ့ခေါ်ဖို့အဆင်ပြေပါပဲဗျာဟုတ်